ဘက်ရိုက်ထားတဲ့သူတွေထဲမှာဒီလို passport စာအုပ်ရှိတဲ့သူတွေပေါ့နော်စာအုပ်ထဲကို visa ထည့်ပြီးွားရင်ဒီဘက် visa စာအုပ်ထဲကိုထည့်ပြီးွားရင်တခြားပြည်ပနိုင်ငံထွက်လို့ရလားမင်းနေတဲ့သူတွေသေချာနှာထောင်သွားပါပြီးကြရင်ဒီပြည်ကိုလမ်းရှေ့လောက်သွားပြီပါခမဆိုတော့ဒါကျွန်တော်တို့ဒီဘက်ရိုက်ထားတဲ့သူတွေဒီဒီစာအုပ်ထဲကို visa ထည့်လို့ရတဲ့စာအုပ်ဒီ PJ ရှိမယ် PV ရှိမယ် CI ရှိမယ် နော်ဆိုတော့ကျွန်တော်တို့ဒီ CI ကဒီက passport မဟုတ်ဘူးနော် CI က passport မဟုတ်ပါဘူးဒီမဲ့မိသူမိဘဖြစ်ကြောင်းတတ်တေကံလက်မှတ်ဒီထိုင်းနိုင်ငံကနေပြောထုတ်ပေးတဲ့ထိုင်းနဲ့မြန်မာနဲ့နှစ်နိုင်ငံပဲသွားလို့ရပါတယ်နော်ဒါက passport မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီမဲ့ကိုကဒီစာအုပ်အနီးတဲကိုဘက်ဗီဇာထည့်လိုက်ပြီဆိုလို့ရှိရင် တခြားပြည်ပနိုင်ငံတွေတချို့တွေကထင်ထားတာက ထွက်လို့မရတော့ဘူးထင်ထားကြတာထွက်လို့ရပါတယ် တခြားကိုသွားမဲ့နိုင်ငံရဲ့ဒါကတော့တခြားနိုင်ငံတွေဆိုလို့ရှိရင် free visa ရတယ်။နောက်တခြားနိုင်ငံတွေဆိုလို့ရှိရင်တို့နော် visa ရှောက်ရတယ်။ဆိုတော့ free visa ရတဲ့နိုင်ငံဆိုရင်တော့ဒီတိုင်းသွားလို့ရရပါတော့။ဒီ visa ရှောက်ရမဲ့နိုင်ငံဆိုလို့ရှိရင်ကိုကကိုသွားမဲ့နိုင်ငံရဲ့ visa ကိုရှောက်ပြီးတော့သွားလာလို့ရပါတယ်။နော်ကိုနိုင်ငံကိုလည်းပြန်လို့ရပါတယ်။ဒါမှမဟုတ်ဘူးနော်ကိုကပြန်မလာတော့ဘူးပေါ့နော်။အပြီးပြန်မှာဆိုရင်လည်း okay တခါလေကျွန်တော်တို့ နော်အပိတ်တုံးထုတ်သွားလိုက်ရတယ်ဘာမှဖြစ်ဘူးโอเคကိုကနော်အလဲပဲသွားမှာနော်ပြန်လာမှာဆိုတော့ဒါကျွန်တော်တို့အဝင်တုံးထွက်တုံးနော်အထွက်တုံးအဝင်တုံးဒါပုံမှန်ထုတ်သွားပါဒါဆိုရင်ကိုရဲ့ဗီဇာဝတ်ပါမေကတက်တန်းရှိနေပြီသားပါပဲနော်ဘာမှမဖြစ်ပါဘူးခမကြည်ပါကိုတခြားနိုင်ငံတွေထွက်လို့ရပါတယ်အများစုကလာမေးကြတယ်ကိုဒီရောကျွန်တော်တို့ဒီဘတ်ဗီဇာဒီစာအုပ်တွေထည့်ပြီးွားရင်နော်တခြားနိုင်ငံတွေတွားလို့မရတော့ဘူးဆိုမဟုတ်ပါဘူးဗျနော် အစောကပြောခဲ့လို့ပဲကိုသွားမဲ့နိုင်ငံရဲ့ဗီဇာကိုတောင်းပြီးတော့ဒါသွားလို့ရပါတယ်ဖရီးဗီဇာရတဲ့နိုင်ငံတွေဆိုတော့တောင်းကြမလို့ပါဟုတ်ခင်ဗျာနော်အားလုံးစင်ပြေပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နော်